မော်လမြိုင်မြို့မဟာမြိုင်ရက်မှာအလားပြုပြင်လုပ်ငန်းလုံခြုံသူ၃ဦးတနက်နေ့ပြစ်ခတ်ခံရပြီးနှစ်ဦးသေဆုံးကတဦးတရားရရှိခဲ့တယ်လို့ရက်ွက်နေသူတွေနဲ့လုံခြုံရေးတပ်ဖွဲ့နဲ့နေဆက်သူတွေထံကသိရပါတယ်။နိုဝင်ဘာ9ရက်ည10:00နာရီခွဲခန့်ကမော်လမြိုင်မြို့မြင်းနီကုန်းရက်ွက်မြို့ဆောင်လမ်းနဲ့မဟာမြိုင်ရက်ကိုလန်းထိပ်မှာဖွင့်လှစ်ထားတဲ့မြင်းသူလန်းစပင်မိတ်ကဆိုင်ရှိဘက်ကနေတနက်ပြစ်ခတ်တံတွေကြားခဲ့ရကြောင်းရက်ွက်နေသူတဦးကဆိုပါတယ်။၎င်းကဆက်လက်ပြီးပြစ်ခတ်တံတွေကြားပြီး15မိနစ်လောက်ကြာတော့ရက်ွက်နေသူတွေထွက်ကြည့်တော့မှ မြင်းသူလန်းစပင်မိတ်ကပ်ဆိုင်ရှိမှာကအဲ့ဆိုင်ကအလှပြုပြည်လုပ်ငန်းလုပ်ကိုင်တဲ့တင်ကိုကိုဦးဆိုသူကိုတနက်တရနဲ့လဲကြသေးဆုံးနေတာကိုမြင်ရတယ်။အဲ့အပြင်ကိုမြင်းသူလန်းစပင်မိတ်ကပ်ဆိုင်အနောက်ဘက်အိမ်နဲ့အိမ်ကြောင်မှာလည်းတနက်တရနဲ့လဲကြသေးဆုံးနေသူတို့အုပ်ကိုတွေ့ရတယ်။နောက်ပြီးမဟာမြိုင်လေးလန်းတဲမှာရှိတဲ့နေအိမ်နှလုံးကြားထဲမှာလည်းတနက်တရရထားသူတို့အုပ်ကိုထပ်တွေ့ကြတယ်။သူတို့နှုတ်ကတင်ကိုကိုဦးရဲ့တငယ်ချင်းတွေလို့သိရပါတယ်။ LGBT တွေလို့လည်းသိရပါတယ်လို့ပြောပါတယ်။ တနက်ထရန်ရရှိထားသူတွေကိုလူမှုကွန်ရက်ကယ်ဆယ်ရေးအဖွဲ့ကမော်လမြိုင်စေယုံကြီးကိုတင်ပို့ပေးခဲ့တယ်လို့၎င်းကဆိုပါတယ်ပြစ်စင်တဲ့ပသက်ပြီးသက်ဆိုင်ရာကတနက်တရားရရှိခဲ့သူကိုစစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့ရာတနက်နဲ့ပြစ်ခတ်ခံရပြီးသေဆုံးခဲ့သူတွေဟာမြေနီကုန်းရက်ကွက်မဟာမြိုင်ကိုလန်းမာနေထိုင်တဲ့38နှစ်အရွယ်တင်ကိုကိုဦးနဲ့ကြိုင်မယောမြို့နယ်ရေရင်းကုန်းကျေးရွာနေမမတ်အာယွန်ခေါ်မန်းနီတို့ဖြစ်ကြပြီး တနက်ထင်အားရရှိခဲ့သူဟာကြယ်မြောမြို့နယ်ရေရင်းကုန်းကျေးရွာနေ32နှစ်အရွယ်ဇွဲဝိရထက်ဆိုသူဖြစ်ကြောင်းနဲ့၎င်းတို့ဟာအလားပြပြေလုပ်ငန်းလုပ်ကင်ကြတဲ့တငယ်ချင်းတွေဖြစ်ပြီး LGBT တွေဖြစ်တယ်လို့သိရကြောင်းလုံခြုံရေးတပ်ဖွဲ့နဲ့နှိစက်သူတို့ကဆိုပါတယ်။၎င်းကဆက်လက်ပြီးသူတို့သုံးကမော်လမြိုင်မြို့လှိုင်းရက်ကွက်ဘဲကုန်းရက်မှာရှိတဲ့ပွဲစည်းရန်ကနေမြင်းသူလန်းစပင်းနဲ့မိကအလှပြင်ဆိုင်ကိုပြန်လာတဲ့အချိန်လမ်းမှာသူ့နောက်ကိုလူနှစ်ယောက်စီးလာတဲ့ဆိုင်ကယ်တစ်စီးလိုက်လာတဲ့ အလားပြင်ဆိုင်ရှိရောက်လို့ဆိုင်ကယ်ရဲလိုက်တဲ့အချိန်မှာနောက်ကလိမ့်လာတဲ့ဆိုင်ကယ်ကသူတို့အနားရောက်လာပြီးတနက်သမားတယောက်ကတနက်နဲ့လေးချက်လောက်ပြစ်တယ်။တင်ကိုကိုဦးမှာဘယ်ဘက်ခက်ဆောင်မှာကြီဖောင်းဝင်တရားတစ်ချက်ရပြီးဆိုင်ကယ်ပေါ်ကကြာပြီးတော့အခင်းဖြစ်တဲ့နေရာမှာပဲတည်ဆုံခဲ့တယ်။မမတ်အောင်ရခေါ်မန်းနီကဆိုင်ကယ်ပေါ်ကဆင်းပြီးထွက်ပြေးပေမဲ့သူ့မှာလည်းခက်ဆောင်မှာကြီဖောင်းဝင်တရားရရှိခဲ့ပြီးတော့နေအိမ်နှလုံးသားမှာတည်ဆုံနေခဲ့တာပါ။ဆွေးဝင်ရထမှာလည်းကြီဖောင်းဝင်တရားတစ်ချက်ရရှိထားတယ်လို့သိရပါတယ်လို့ပြောပါရယ်။ အခင်းဖြစ်ပွားခဲ့တဲ့နေရာမှာတင်ကိုကိုဦးရဲ့အလောင်းအနေမှာ 9mm ဘလူးကကြီကွန်၄ခုကိုတွေ့ရှိခဲ့ရပြီးအလားပြင်ဆိုင်ရှိလမ်းပေးပလက်ဖောင်းအုတ်ခေါ်အနေမှာ 9mm ကြီထိပ်ဖို့တစ်ခုကိုတွေ့ရှိခဲ့ကြောင်းနဲ့၎င်းတို့သုံးစီးနှင်းထားတဲ့ဆိုင်ငယ်တစ်စီးကိုလည်းရင်းလျက်အနေထားနဲ့တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ဖြစ်စဉ်ကကျွလွန်သူတွေကိုဖမ်းဆီးရမိနိုင်ဖို့တပ်ဆိုင်ရာကပိတ်ဆို့ရှောက်ဖွေစစ်ဆေးတာ CCTV control room ကနေမှတ်တမ်းတွေကိုလိုင်းလံစစ်ဆေးနေတယ်လို့သိရပါတယ်။